ဘေဟဒီအပြင်းနဲ့ဒဲကနာရတဲ့ကအေးရမလက်ကြီးပရိသတ်ကြီးအလုံးမင်္ဂလာပါရှင်ကျမတို့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်ပူပြင်းချောက်တွဲလုံးနဲ့ဒဲကနာရအလယ်မှာအေးရမလက်တောင်ထူးထူးထောင်ထောင်ထွက်နေပါရယ်အနိကက်တော့ကြည့်လိုက်ရင်တော့ကွန်ကရစ်နဲ့ဖန်တီးထားတဲ့လက်ကြီးဖြစ်နေတာကိုတွေ့ရမှာပါဒီလိုနေရာမျိုးမှာဘသူကဘာရွယ်ချက်နဲ့ဖန်တီးထားလဲဆိုတဲ့ကိစ္စကလည်းစိတ်ဝင်စားစရာကောင်းလာပါရယ်အကြောင်းဆုံးသိချင်ရင်တော့ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါရစေရှင် ချီလီနိုင်ငံမြောက်ပိုင်းမှာတည်ရှိနေတဲ့အတကာမာတဲခန္ဓာရတဲ့ကကဘာပေါ်မှာအချောတွေ့ဆုံးသောတဲခန္ဓာရတစ်ခုဖြစ်ပါတယ်။သူ့ရဲ့အကျဉ်းဝန်ကတော့စတူယန်ကီလိုမီတာ35000လောက်အတည်ရှိနေတာပါ။ဒီတဲခန္ဓာရကလင်းငါးနှစ်အထိမိုးစက်တက်မြွာခဲ့တဲ့စံချိန်ကိုလည်းယူထားခဲ့တာဖြစ်ပါတယ်။နောက်ပြီး1980ခုနှစ်ကနေ1983ခုနှစ်အထိတည်တာတဲ့မိုးရွာတင်မှုတွေလည်းတခါမှမရှိခဲ့ပါဘူး။ကြွာလိုက်ရင်ဖြိုးဖြိုးပြောင်းပြောင်းနဲ့ခန္ဓာလေးပြောက်သွားတာကြည့်ပါပဲ။ဒီနေရာကပင်ကိုအပြင်၆သိပ်ပူပြင်းတဲ့လို့ လူတော်လူလာလည်းနေပါနေရပါဒါပေမဲ့တည်းရပါတော့ကန္နရသဲတောင်မြင်ကြလေကလက်ကြီးတစ်စောင်းထိုးတောင်ကထွက်လာခဲ့ပါတယ်ဒီလိုနဲ့လက်ကြီးရဲ့နာမည်ကိုမာနုတဲ့တစီယာတုံလို့နာမည်ပေးခဲ့တာပါစပိန်စကားဖြစ်ပြီးဘာသာပြန်လိုက်မယ်ဆိုရင်တော့တဲခန္ဓာရလက်လို့ဒိဗေရမှာဖြစ်ပါတယ်ဒီကိစ္စကထူးခြားဖြစ်စင်လားတဘာဝလွန်ဆန်းကျင်မူလားနှစ်ပြားရဲ့တဘောပြလာလားလို့တွေးလိုက်ရင်တော့မဟုတ်ဘူးလို့ပြောရမှာပါချီလီပပုစီယာတရားရဲ့ဖန်တီးမှုကြောင့်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ် သူနာမည်ကမာယီယိုအီရာရာဇာဘယ်လို့ခေါ်ပါတယ်။မာယီယိုကတန်တဲ့ဘီလက်မြေတွေသုံးပြီးဒီလက်ကြီးကိုတိတ်တိတ်လေးလာပန်ပြီးခဲ့တာပါ။အဲ့ဒီတုန်းက1992ခုနှစ်တွေလောက်ကဖြစ်ပါတယ်။ဒီလက်ကြီးရဲ့အနီးဆုံးမြို့ကတော့အန်တိုဖာဂါစတာမြို့ပါပဲ။မြို့ရဲ့56မိုင်တော့ဝေးပါသေးတယ်။ကားနဲ့သွားမယ်ဆိုတော့တန်တားကြီးတတော်မောင်းရင်ရောက်နိုင်ပါတယ်။ဒီလက်ကြီးရဲ့အရှိက36ပြည်လောက်အထိရှိနေတာပါ။မာယီယိုကချီလီနိုင်ငံသားတွေကိုတပိုင်းတစ်ချောင်းလောက်ဒုက္ခပေးခဲ့တဲ့လူအခွင့်ရချိုးပေါင်းမှုတွေအတွက်ရည်ရွယ်ပြီးတော့ဒီလက်ကြီးကိုဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့မာယီယိုကတော့သူ့ရဲ့ရည်ရွယ်ချက်ကိုတိတိကျကျဖွင့်မပြောခဲ့ပါဘူး။တွေ့လိုက်တဲ့သူတွေကိုနီးကိုဟန်နဲ့နားလဲစီခြင်းနဲ့ပုံစံမှာပဲ။တဲခန္ဓာရဆိုတာကိုဝိုင်းအားဖြင့်အထူးကြံစံတဲ့နေရာဖြစ်ပါတယ်။တခုခုဆိုရင်ကိုကြီးပေးမဲ့သူဆိုတာလည်းမလွယ်လောက်ပါဘူး။နောက်ပြီးလည်းရဲ့ပုံစံကလူတွေဒုက္ခရောက်ရင်အကူအညီတောင်းတဲ့ပုံစံမျိုးဖြစ်နေတာပါ။ဒါမဲ့ဘလူးမမရှိတဲ့နေရာမှာဘလို့ပဲအကူအညီတောင်းတာဘာမှဖြစ်မလာနိုင်ဘူးလို့ယူဆရပါတယ်။ချက်မစစချင်းလိုက်ရင်တော့လူအကွင့်ရေချိုးဖောက်မှုတွေအတွက် ချီလီနိုင်ငံသားတွေကုကယ်ရောင်းမဲ့နေတဲ့အခြေအနေကိုရည်ညွှန်းချက်ပုံရနိုင်ခဲ့တာပါဒီလက်ကြီးပေါ်ထွက်လာပြီးတဲ့နောက်ပိုင်းမှာခီးသွားတချို့လည်းတကုတ်တကလာရောက်ပြီးလေးလာခဲ့ကြပါသေးတယ်လက်ကြီးစီရောက်လာပြီးဆိုရင်တော့ဒီညွတ်ပညာရဲ့အတိတ်ဘယ်ကိုကိုစီခန်းစားပုံပေါ်ခဲ့ကြတာပါ တဖက်မှာလည်းဖြက်လို့ဖြက်စီလှုပ်ချင်သူတွေတချို့ကလက်ကြီးကို separate နေနဲ့ပြန်ပြီးအနှစ်သာရမဲ့သောအောင်လုပ်ခဲ့ကြပါသည်။ဒါပေမဲ့ဒေတာခံတွေကဒီလက်ကြီးကိုတန်ရှင်းရေးပြန်လုပ်ပေးပြီးအခုချိန်ထိထိန်းသိမ်းထားခဲ့တာပါ။တကယ်တော့မာရော်ရော်ရဲ့လက်ရာတွေကဒီလောက်နဲ့တင်ပြီးသွားတာမဟုတ်ပါဘူး။ဘဘလက်တကူကဥရုဂွေးမှာဆယ်နှစ်စောပြီးဖန်တီးခဲ့တည်တာဖြစ်ပါတယ်ပြောရရင်သူဖန်တီးခဲ့တဲ့လက်နက်ဖက်ကြားထဲမှာတောင်အမေရိကတိုက်ကြီးရှိနေတယ်လို့တောင် ဖြစ်နေခဲ့တာပါဒီအချက်ကမတော်တဆတိုက်ဆိုင်မှုတက်တက်တော်မဖြစ်နိုင်ပါဘူးဒါပေမဲ့လည်းရွေချက်အမှန်ကိုမော်ရိုကာရဲလို့ဘယ်သူမှကြည့်နိုင်မှာမဟုတ်ပါဘူးပရိတ်သတ်ကြီးလည်းဒီလက်ကြီးရဲ့ရွေချက်ကိုဘယ်လိုတင်ကြပါသလဲနောက်ပြီးဒီလက်ကြီးကိုကိုကြိုက်တဲ့နေရာမှာထားခွင့်ရှိမယ်ဆိုရင်ဘယ်နေရာမှာထားချင်သလဲဆိုတော့ဝေမျှသွားဖို့ဖိတ်ခေါ်လိုက်ရင်ဗီဒီယိုလေးကိုညီကုံချုပ်လိုက်ရပါတယ်ရှင်အစုံနဲ့ကျေစုပေးကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်